ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတော့မြတ်သုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction လို့တွားပြီးမှာတော့ယနေ့မေလ10ရက်နေ့စနေနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကို အချင်းချင်းဖော်ပြပြသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြီးရှိပြီးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်။ဒီပိုင်းမှာကတော့စစ်ကောင်စီကစစ်ခွေးတွေရောပြူစောထီတွေရောငတ်ပြန့်နေတယ်ဆိုပြီးတော့သတင်းတွေပေါ်လာတဲ့အမျှဒီကောင်ဒီဘက်ကလည်းဝါရဖြန့်တဲ့ဗီဒီယိုတွေကတပုတ်ပြီးတပုတ်ထွက်နေတာကိုတွေ့ရပါတယ်။အခုဆိုတွေ့ရမယ့်ဗီဒီယိုလေးကတော့ဒီကောင်တွေရှေ့တန်းမတော့ကင်မာနောက်ဆုံးအနေနဲ့ဒီကောင်တွေကိုကျွေးနေတဲ့သမင်းဖြစ်ပါတယ်။ရှေ့တန်းရရင်ဘယ်လိုစားနေရလဲဆိုတာကတော့ကျွန်တော်ရှေ့မှာလည်းဖော်ပြပေးတဲ့ဗီဒီယိုမှာအများပြပါခိုက်ဖြစ်ပါတယ်။ဒီကောင်တွေရှေ့တန်းမတော့ကင်မာနောက်ဆုံးစားရတဲ့သမင်းလေးကိုဒီကောင်တွေပို့ပြီးစားလို့ကောင်းသွားအောင် ီနေ့တပုတ်နဲ့ပေါင်းဆက်ပြီးတော့ပေါ်ပြပေးလိုက်ပါရစေ။ဒီသတင်းတင်ဆက်မှုစီစဉ်လေးကိုတော့ဒီဗီဒီယိုလေးနဲ့စတင်ဖွင့်လိုက်ပါရစေဗျာ။ဟေး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 ခမေဝါအောင်သာသာအာနာယုမေသာမြာ ကင်းနေတဲ့စားရုပ်ကောင်းတော်မသိဟိုကောင်ကခေါင်းတော်လှုပ်တလို့လှုပ်လို့နေသေးတယ်။ဟိုဘယ်တရင်မှာပဲနေနေနေပေါ့နော်။ဒါမှကျွန်တော်ကအေယာဝီသားပဲ။ချိန်တန်ကျွန်တော်အေယာဝီကိုပြန်လာ။ကြိုက်တဲ့တရင်ဘယ်လိုတရင်မှာနေနေ ိနေကျွန်တော်အရာတွေပြန်မှာအရာတွေမှလုတ်ပြန်လုပ်မှာရှုတာရှုတာအေယာဝရီတာ Okay အဲဒီဒီဒီတိယသမရာရှိချင်းပင်ကတက်လာတဲ့နိုင်ငံကောင်းဆောင်တွေပေါ့နော်ရုရှားသမရာတိယသမရာညကအတူရှေ့ရုရှားသမရာရှေ့ရလျှောက်တယ်ရှီချင်းပင်ကနောက်ကလျှောက်တယ်ပြီးရင်ဂျန်နက်တက်ရောက်တက်လာတဲ့ကောင်းဆောင်တွေအကုန်လုံးတန်းစီပြီးလိုက်ပြီးလက်ဆွဲလုံးဆွဲမိတ်ဆက်တဲ့အချိန်မှာကျွန်တော်ကဘုသူကြီးမြောင်နိုင်ကရှီချင်းပင်ကိုတစ်ချက်ကြည့်ရပြုံးတယ်လက်တောင်ထုတ်ပေးဘူးရှီချင်းပင်ကဘုသူကြီးမြောင်နိုင်ကနိုင်ငံကောင်းဆောင်တယောက်ကကျွန်တော်လက်ထုတ်ပေးတယ်လက်ဆွဲလုံးဆွဲသွားတယ် ကြည့်ကြည့်မယ်။ဆိုတော့အဲ့တော့လည်းအဲ့ဗီဒီယိုဖိုင်ရလည်းပွက်လို့ရိုက်လာတယ်။ဘလို့ပြောကြလဲဆိုတော့တချို့ကပြောကြတယ်။အားလည်းငါတို့ဘာပူတာပူတာလဲမင်းမသာတော့မသိဘူး။ဟဲ့ပူတာပူတာလာတော့မသိဘူး။ကြည့်ကြည့်မယ်။ကြည့်ကြည့်မယ်တော့လက်ဆွဲနှုတ်ဆက်ကိုလည်းလက်တော့ထုတ်ပေးဘူး။ဟောအဲ့တချို့ကအဲ့လိုကြီးတယ်။ဟောတချို့ကဘလို့ရဲဆိုတော့ဟောကြည့်ကြည့်မယ်လက်ဆွဲနှုတ်ဆက်ကျွန်တော်မျက်နှာလေးကပြုတ်ပြီးစပြီးနေတယ်။မျက်နှာချိုးသွေးနေတယ်။ဟိုကလက်တော့မထုတ်ပြီးတော့နှုတ်မဆက်လိုက်။ဒေါ်အောင်ဆန်းစုကြည်လက်ထက်ထဲကဒေါ်အောင်ဆန်းစုကြည်သွေးပြက်အောင်ကြောက်လွန်ခဲ့ရတဲ့မိန်းမတစ်ယောက်ဆိုတာရှင်မသိဘူးလား။မေစုကပဲသူ့ကိုသွေးပြက်အောင်ကြောက်အောင်မယ်တယ်ဗျာ။ကဲ။ နင်တို့ချင်းချင်းကတရားပဲဆွဲလို့ရတာတော်လိုင်းဘက်ကလူတွေကနင်တို့နောက်ဘက်ရောက်အောင်ဆွဲပေးပါနော်ပြည်ချင်းခမရ9ခုရှိနောက်တန်းဌာနချုပ်ကို PDF တက်ဖွဲ့ဝင်တည်တဲ့ဖြင့်တက်ခတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်တော်လိုင်းအင်အားစုတွေဘက်ကလက်နက်ချဖို့ကန့်လန့်ခဲ့ပေမဲ့ ဌာနချုပ်တပ်ဖွဲ့မှုကနေပြီးညှင်းဆုပ်ခဲ့တဲ့အတွက်အပီးတိုင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်းဖြစ်ကြောင်းလည်းတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ပြည်ချင်းမြို့နယ်ရှိကမာယာ၅ခုရှိဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာတော့တောင်ပိုင်းတိုင်းတွင်းမှာရှိတဲ့ PDF တပ်ဖွဲ့တွေတီးတန့်ဖြစ်တာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများကိုလက်နက်ချရန်ကန့်လန့်ခဲ့ပေမဲ့ကမာယာ၅ခုရှိမှဌာနချုပ်တပ်ခွဲမှုကညှင်းဆုပ်ခဲ့တယ်လို့သိရပါတယ်ဒဂိုးတန်းရွှေချင်းမြို့နယ် ဝန်စိတ်ကြွေးရမှာအနီးမှာရှိတဲ့အဆိုပါနောက်တန်းဌာနချုပ်ကိုတိုက်ခိုက်နိုင်ဖို့အတွက်တော်လိုင်းအင်အားစုတွေဘက်ကတလကန်အချိန်ယူစီမံချက်ယူဆခဲ့ပြီမလဲတကယ်တိုက်တဲ့အချိန်မှာတော့တရက်သာကြာခဲ့တယ်လို့သိရပါဗျ။စီမံချက်ကတော့တလလောက်ရှိတယ်၊ကျိုးဆွဲထားတာတကယ်တိုက်တော့တရက်ပဲကြာတယ်။ဒါ PDF အဖွဲ့တွေတီးတံမှာပဲ EEO တဖွဲ့ကအကြံပေးတာတော့ပဲရှိတယ်။ကျွန်တော်တို့တိုက်နိုင်တယ်ဆိုတာသိအောင်တမင်အင်ခွင့်ရေးပေးတာပါလို့လဲအဆိုပါတယ်ဥမာပါဝင်တဲ့သူကပြောထားပါဗျ။ ။ဒါကြောင့်စစ်တပ်ဘက်မှလည်းခမရ9ခုရှိမကြစေရတဲ့အမြေပြင်စစ်ကူများပေးလို့ရတာမကနီးနားရှိအမြောက်တဲ့330ခမရ200ခွန်စင်ရွာဂျိုးလေးဘက်မှလည်းလက်နက်ကြီးပစ်ကူများ၄เจ้าမှတက်လီများဖြင့်လည်းအချိန်ကြီးပစ်ကူခဲ့တယ်လို့လည်းရဲဘော်ကတက်ပြောထားပါတယ်။ကြီးမြလေးညီအကုံလာကျဲသလောင်ထင်ရပါတယ်။တောက်လျှောက်ကူလာတာယူယူခွေတောင်ပါသေးတယ်။၁၂၀မီတဲ့နေရာတွေကုံလုံးကလည်းပစ်ကူတွေပေးနေတာအုံအုံထနေတာပါပဲ။အမဲအဆိုပါတိုက်ပွဲအတွင်းတော်လိုင်းအင်အားစုတွေဘက်ကစစ်ကောင်စီတပ်သားများကိုလည်းနှက်ချရင်ပြောဆိုခဲ့ပေမဲ့လေကြောင်းနဲ့နောက်ကလိုက်လာပြီးမဲ့ စစ်ကူများကိုမျောကိုးပြီးတော်လိုင်းတဖွဲ့တွေရဲ့ကမ်းလှမ်းမှုကိုညှင်းဆုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိရနေ့တနေကုန်နီးပါးကြမ်းင်းခဲ့တဲ့စူပါတိုက်ပွဲတွင်စစ်ကောင်စီဘက်မှဌာနချုပ်တခွင်းပောင်းဝင်စစ်တဲအယောက်20တဲမှနေတေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။တော်လိုင်းအရာစီတွေဘက်မှလည်းထိခိုက်တေဆုံးမှုတွေများပြားခဲ့မှုတွေရှိတယ်လို့လည်းသိရှိရပါတယ်။နောက်တဲ့တွင်တို့မှာတော့အဝေးတိုင်းမြိုင်မြို့နယ်ကန်ဒီယော်မှာပြူစောတီတုံးထွက်ပြေးလာကလင်းဝင်ခဲ့ပြီးပြေရပြူစောတီကောင်းဆောင်ဟာမိမေပြိုလေးများကိုလက်နက်ဖြင့်ချိတ်ချောက်ကသားမများဖြင့်ပြုကျင့်မှုများကိုလင်းဝင်လာသောသူစောတီများကထုတ်ပေါ်ပြောဆိုကြောင်းအခုတ်ခုခိုင် တငါတရင်မှာတာဝန်ရှိသူတွေကပြောကြားထားပါဗျ။ကန်နီပြည်ပမှာထွက်ပြေးလာပြီးလင်းဝင်လူကြောင့်ဒေသကာကွယ်ရေးအဖွဲ့ပကဖိုက်ရဲ့အကြောင်းကြားလာမှုရ တွားရောက်ခေါ်ယူစောင့်ရှောက်ပေးခဲ့တာစစ်စေးမင်းမြန်စင်ပါတဲ့ကန်ဒီယာပြူစော်တီကောင်းဆောင်ကတော်တော်ကိုစိုးရွားနေတဲ့အခြေအနေတွေကိုလှုပ်ဆောင်နေတယ်လို့လည်းသိရှိခဲ့တာဖြစ်ပါတယ်။လင်းဝင်ရောက်ခဲ့သူများမှာတော့အသက်30ကျော်အရွယ်ပြူစော်တီ2ဦးနဲ့အသက်20ကျော်အရွယ်ပြူစော်တီ2ဦးတို့ဖြစ်ပြီးကလေး3ဦးလည်းပေါ်ဝင်ကြကြောင်းသိရှိရပါတယ်။အဆိုပါကန်ဒီပြူစော်တီစကန်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့များပိတ်ဆို့ထားရမှာတော့စားနေရိတ်ခါပြက်လျင်မှုများရှိပြီးစစ်တပ်လောက်ခံပြူစော်တီများရဲ့ညှဉ်းပန်းနှိပ်စက်မှုများကိုမခံနိုင်တဲ့ပြင်မကြာခဏဖပြေးလာသူများလည်းရှိကြောင်းသိရှိရပါတယ်။ အောက်ထပ်သတင်းမှာတော့မင်းအောင်နိုင်တကောင်ကရုရှားကိုတွားပြီးတရုတ်ကြီးနဲ့တွေ့ပြီးဘာဒီများရရမလဲလို့ဘောမာတွေညွှန်နေနေကြရင်မလဲတရုတ်ကြီးကပြန်ကူညီတောင်းတယ်လို့ရှုံ့မင့်မင်းနဲ့ပြန်လာတာပဲရှိပါတယ်။ကဲဒါကတော့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းတွေအဖွဲ့အစည်းတွေစီမံကိန်းများရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျစွာအာမခံပေးရန်တရုတ်သမ္မတကြီးကတောင်းဆိုလိုက်တာကိုမင်းအောင်နိုင်ကလည်းအစွမ်းကုန်အာမခံပေးပါမယ်1 3 1 3 1 3သွားလုပ်တာကိုတွေ့နေရပါတယ်။ကဲမင်းအောင်နိုင်ကမြယုံကြည်လို့ဗျာ။သူ့ဟာသူ့တော့အာမမခံရဲ့လို့ပတ်ချက်လဲရမ်းပြီးပြေးနေရတာ။ ဲအားလုံးသိကြတဲ့အတိုင်းပဲဇော်ဘုံကြီးနဲ့မိုးမိုးခိုင်လို့တယောက်တယောက်နဲ့ကြိုက်ကြတဲ့ပွဲဖို့ဖြစ်ခဲ့တာတော့အားလုံးသိကြမှာဖြစ်ပါတယ်အဲ့လိုပွဲဖြစ်တာကတော့ကျွန်တော်တို့လည်းမဆိုင်ပါဘူးဒါသူတို့ပေါ့သူတို့ခွေးခွေးချင်းကြိုက်တယ်ပေါ့ကျွန်တော်တို့ရေမလောင်းမထိုင်ကြည့်တာပေါ့ဗျာဒါပေမဲ့တခုရှိတဲ့အနေထားကတော့ဇော်ဘုံကြီးကတော့အဲ့ဒီမှာသူ့ကိုလာဖမ်းမဲ့ အဲစစ်ခွေးတွေကိုသူကပြောပါတယ်ဟဲသူ့ကိုဖုန်းနာဆက်လိုက်ပေါ့သူလည်းတောင်းမယ်လို့ပြောပေမဲ့လည်းနောက်ွယ်မှာမိမကြီးရောင်ဆောင်ပြီးတော့မိမရောင်ဆောင်အကောင့်တစ်ခုနဲ့မုံမုတ်ခိုင်ကိုဆက်သွယ်ပြီးတော့တောင်းမှန်ပါတယ်ဆိုပြီးတော့သူကတောင်းမှန်နေရောက်လို့တွေ့နေရပါတယ်ကဲဘယ်လိုပဲတောင်းမှန်မှန်မင်းတို့ဘာမလို့တောင်းမှန်ခြင်းမင်းမတောင်းမှန်ခြင်းဖြစ်ဖြစ်ကိုခွေးကြီးကြိုက်ပြီးနှကောင်လုံးမရှိတော့လဲအေးတာပဲဒါပေမဲ့ဒီဗီဒီယိုလေးကိုဖော်ပြလိုက်ရတဲ့အကြောင်းအရာမေစုကိုလုံးဝကိုစော်ကားတာဖြစ်ပါတယ်မေစုကိုထည့်ပြီးပြောထားတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကို record နေရယူထားဖြစ်ပြီးတော့မုံမုတ်ခိုင်တို့စော်ဖုံးရင်တို့နင်တို့ကတရားပဲဆိုလို့ရမယ်ငါတို့ကနင်တို့အပီကိုဆွဲပါနော်အပီကိုနင်တို့ဆွဲပါအဲ့ဒါကိုတိထားဖို့လိုတယ်ပေးထားတယ်ကျွန်မပေါ့ စာလေးနဲ့တင်ပေးထားတယ်ပေါ့နော်ကျမသိအောင်ပြောပြလိုက်ဦးမယ်နော်ကိုစောဖုံးဟိန်းဆိုသူမနေ့ကကျမကိုထပ်ပြီးတော့ပြောထားတာလေးဒီရှင်ကယောက်ျားတစ်ယောက်ရှင်ကယောက်ျားတစ်ယောက်နော်ကျမကမိန်းမတစ်ယောက်ဟုတ်လား ရှင်ကိုလောက်ကြံမှာမဲဆိုတဲ့စကားရက်ပေါ်တွေမှာလမ်းမှာလောက်ကြံဘယ်လိုလုပ်မလဲရှင်ရှိတဲ့နေရာပြင်ဦးလင်ကိုလာဆွဲပါလားဆိုတဲ့စကားကိုရှင်မဟုတ်လို့ပဲယောက်ျားတစ်ယောက်ဖြစ်ပြီးပြောထွက်တယ်ဟုတ်လားကျမကမိန်းမသားတရားကိုရှင်ရှင်ကမနေ့တနေ့မှာလိုင်းပေါ်မှာပေါ်လာခဲ့တဲ့လူဒေါ်အောင်ဆန်းစုကြည်လက်ထက်ထဲကဒေါ်အောင်ဆန်းစုကြည်သွေးပြတ်အောင်ကြောက်လွန်ခဲ့ရတဲ့မိန်းမတစ်ယောက်ဆိုတာရှင်မသိဘူးလားအကျံဖတ်1900ချထားတဲ့ကျမရဲ့နေအိမ်မှာနော်ပြည်သေးရေးအရာရှိတွေရဲချုပ်ရဲမှုတွေ ဖာအဝင်ကာကိုစီကိုနေညစတန်းပိုင်ချပြီးတော့ကျမကိုကင်းဆောင်ပြီးစောင့်ကြည့်ခဲ့တဲ့မိန်းမတစ်ယောက်ပါကျမရဲ့အန်ဒီရဲ့နော်မိန်းမသားဖြစ်တဲ့ကျမရဲ့အန်ဒီရဲ့ကိုရှင်ယောက်ျားသားတစ်ယောက်တည်းဖြစ်တယ်ဟာနည်းနည်းလေးမှမစင်စားဘူးမစင်စားမိဘူးလားဟမ်ကျမကကျမညို့နေကျမရှိဒီရုပ်ကိုပဲသူ့ကိုပဲထောင်လိုက်ထောင်ခဏရောသုံးပြီးတော့မေစုကပဲသူ့ကိုစောင့်ကြည့်ခိုင်းရသေးတယ်ဗျာဘိုးမတွေကနော်မင်းတို့ဘလို့ပဲချင်းကြကြီးကိုစကားတွေရမ်းပြောတာ ပြည့်နေရကနေပြီးတော့ကျမတရားစွဲတာလေဟုတ်လားတရားစွဲခဲ့တာကျမကတရက်လို့ရှင်ကတရက်ခံတရက်လို့ရှိတဲ့နေရကနေကျမတရားစွဲတာကိုတရက်ခံကလာပြီးအမှုရင်ဆိုင်ရမှာဥပဒေနဲ့အညီရင်ဆိုင်ဖို့ပြင်ထားပါနော်ဥပဒေနဲ့အညီရင်ဆိုင်မှုရှင်ပြောသလိုပဲကျမကရှင်ပြင်ဦးလင်ကိုလာဆွဲလို့ရှင်ကပြင်ဦးလင်ကိုအခုရုံးချင်းဟိုဟာဖြစ်လို့ပြောင်းလိုက်လို့ပြင်ဦးလင်ကနေကျမလာတဲ့လမ်းမှာကျမဒုံမိုးမိုးခိုင်ကိုရှင်ပြောသလိုပဲမလိုအပ်တဲ့လူတွေဒီအကြမ်းဖက်တွေ နော်ဒီမနာလိုတဲ့ရှင်ပြောသလိုပဲရှင်ကိုထောက်ခံအားပေးပါတဲ့လူတဲ့လူဆိုတဲ့လူတွေရှင်ရဲ့လူတွေကကျမတော်ဒါတီတာယူမွန်တို့ကိုပြောတာတီတာယူမွန်တို့ပေါကရုံးတို့ဝီရသူတို့ဒဲ့ပြောတာကဲကြိတ်လေဆန်းပါဒီငပိမောက်ကိုလောက်ကြံခဲ့ရှင်ဘလို့တာဝန်ယူမလဲရှင်ဘလို့တာဝန်ယူမလဲနော်ယောက်ျားဖြစ်ပြီးယောက်ျားဆန်ဆန်နဲ့ပြောပါဟုတ်လားတော်မမုတ်ခိုင်ဆိုတဲ့မိန်းမကဥပဒေနဲ့အညီလုပ်လုပ်ခဲ့တာနောက်ကျောကိုပထမဓာတ်နဲ့မထိုးဘူးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမရဲ့ကိုရေးကိုတာကို 先刷卡开路票啦，无他噶，怎么噶？先我，我叫我我做帮我引路，怎么挡箭？然后表格比例，我弄开了的，这东的你讲的，到两夜的的，将把那三撇台啊，过路的，昨天偷两亩的包嘛，喏，但那皮肚股最怪事嘛，他拗最怪事嘛，收人家的，哪啥个收人家就皮肚的那这么大的，拗这实的的，没大数的，最怪事嘛是看苗的，啊过路的表格的，是也得听你讲。 ရဲကြီးတဲ့ကိုဘက်ကတမန်တော်သားတွေရဲ့စည်ရေးသတင်းတွေကိုရှင်လိုင်းမော်ကနေထုတ်လင့်ခဲ့တဲ့အတွက်အန်ရရှိတဲ့အတွက်ကျွန်မသတိပေးစကားပြောကြက်ကပြောကြားခဲ့ပြီးသူကဘလို့မျိုးကိုဘက်ကပါလာအောင်ဘီဝါခင်းရမလဲဆိုတာကတော့ဆရာကိုသိမြက်ကထောက်ပြပေးထားတာလေးတခုပြန်လည်းကိုမြတ်ပေးလိုက်ပါတယ်မကြည့်ရသေးတော်လည်းမျိုးတွေအားလုံးကျွန်တော်တို့ကြည်တော်တွေရပါတယ် NUG အမျိုးသားညီညွတ်ရေးအစိုးရကစကားပြောတင်ပါတယ်စကားပြောခွင့်ရအောင်စ조사တင်ပါတယ်အပေးယူလို့ညှိနှိုင်းတာတွေကိုလုပ်တင်ပါတယ်အဲ့ဒါလို့လုံနိုင်တဲ့သူက NUG အမျိုးသားညီညွတ်ရေးအစိုးရတစ်ဖွဲ့ပဲရှိပါတယ်ကျန်တဲ့ ဘယ်ဖွဲ့မှမှအဲ့လိုလုတ်ပိုင်ခွင့် mandate ရမှာထားပါဘူးအဲ့ဒါကြောင့် NUG မှာအဲ့လိုလုတ်ဖို့တာဝန်ရှိတယ်လို့ဆိုရပါလိမ့်မယ်မန္တလေးမှာတရုတ်တန်ရုံကိုဘုံခွဲတဲ့လုတ်ရမျိုးနဲ့တရုတ်ပိုင်လိုင်းကိုဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ကြုံဝါတဲ့အတံမျိုးတွေဟာမလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေဖြစ်ပါတယ်အဲ့လိုလုတ်တဲ့လုတ်ရဟာတရုတ်ကိုစိန်ခေါ်တာဖြစ်ပါတယ်အဲ့လိုလုတ်ချင်းအဖြစ်တရုတ်ဟာစစ်ကောင်စီနဲ့ပူးပြီးတော့ ပေါင်းစည်းညီညွတ်သွားပါလိမ့်မယ်။ဒေါ်လာရေးကိုတောက်ရှက်ဖြည့်ဆည်းတဲ့လုပ်ရက်ကိုတရုတ်ကပုံပြီးတော့ပြင်းပြင်းထန်ထန်နဲ့ဖြောင်းချကြလှုပ်လာပါလိမ့်မယ်။တရုတ်စေယုံတွေကိုမိရှို့တာတရုတ်စီးပွားရေးတွေကိုဖြည့်ဆည်းတာမလုပ်သင့်ပါဘူး။ဒေါ်လာရေးသမားတွေကအဲ့ဒါလိုလုပ်လို့ရှိရင်လှုပ်လိုက်တဲ့တခဏမှာတော့ကျင်းနဲ့တာရတဲ့ခံစားချက်မျိုးသူတို့မှရပါလိမ့်မယ်။တရုတ်ကိုနာကြည့်နေတဲ့စိတ်ဟာခဏတစ်ဖြုတ်တော့အသာပြေသွားပါလိမ့်မယ်။ဒါပေမဲ့တော်လန်ရေးကြီးတစ်ခုလုံးအတွက်တော့အကြီးကျယ်နဲ့နာဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်တရုတ်လူမျိုးတွေကိုတတ်ဖြတ်တာမျိုးကတော့လုံးဝကိုမလုံးတင်မဲ့နဲ့ရှောင်ရှားရမယ့်အရာဖြစ်ပါတယ်တရုတ်အစိုးရလောက်ရကြောင်းဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေထဲမှာနိုင်ငံရေးအရာအစိုးဆုံးဖြစ်နိုင်တာကတရုတ်လူမျိုးတွေကိုတတ်ဖြတ်တဲ့လောက်ရမျိုးလို့ဆိုရပါလိမ့်မယ်တရုတ်အစိုးရမကောင်းတာဟာတာမန်တရုတ်လူမျိုးတွေတာမန်တရုတ်ပြည်သူတွေနဲ့လုံးဝမပတ်သက်ပါဘူးတရုတ်အစိုးရမကောင်းလို့တရုတ်ပြည်သူတွေကိုသွားပြီးတော့တတ်မယ်ဆိုတာဟာမတရားတဲ့အသိဉာဏ်နဲ့တဲ့ လောက်ရမျိုးသားဖြစ်ပါလိမ့်မယ်။တာမန်တရုတ်လူမျိုးနဲ့တာမန်မြန်မာလူမျိုးတွေဟာညီရင်းအကိုရီတပွဲချစ်ကြည်ရင်းနှီးစွာဆက်ဆံတဲ့မှာလေ။တကယ်လို့များမင်းအွန်လိုင်းအစိုးရကိုမကျေနပ်လို့ထိုင်းလူမျိုးတွေကထိုင်းမှာရောက်နေတဲ့မြန်မာလူမျိုးတွေကိုတတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခံစားရမလဲ။ဟာမင်းတို့တော့မှားနေပြီ။ငါတို့နဲ့မင်းအွန်လိုင်းနဲ့ကဘာမှမဆိုင်ဘူး။ငါတို့ကမင်းတို့ထက်တောင်မှမင်းအွန်လိုင်းကိုပုံမုံသေးတယ်လို့ကျွန်တော်တို့ပြောကြမှာပဲမဟုတ်ဘူးလားခင်ဗျာ။အဲ့ဒီသဘောတရားနဲ့ကိုကျစ်စာတွေးကြည့်ပါ။ ိုထမင်းကိုရိုးရိုးသားသားရှာဖွေစားတော့ကြတဲ့တာမန်ပြည်သူမှန်သမျှဟာအပြစ်ကင်းစင်ကြသူတွေဖြစ်ပါတယ်အင်္ဂလိပ်ဆိုရကဗမာပြည်မှာလာပြီးတော့နေချက်တာအင်္ဂလိပ်ဆိုရမှာပဲအပြစ်ရှိပါတယ်တာမန်အင်္ဂလိပ်စင်ရသားတဲ့မှာမြန်မာပြည်ကိုအင်္ဂလိပ်ကသိမ်းမှုတယ်ဆိုတာကိုတိတောင်မသိတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဘယ်နိုင်ငံကလာတယ်လဲလို့မေးလို့ကျွန်တော်တို့ကဗမာပြည်ကပါလို့ဖြေတဲ့အခါမှာဗမာပြည်ဆိုတာကို ကြားတောင်မကြားဘူးကြားတဲ့အင်္ဂလိပ်လူမျိုးတွေဟာတရားမှာ69ယောက်လောက်ရှိပါတယ်။အဲ့ဒီကတာမန်အင်္ဂလိပ်တွေမှာဗမာပြည်ကိုကျူးကျော်တိမ့်ပိုက်ခဲ့တဲ့အမှုအတွေဘာမှအပြစ်မရှိပါဘူး။အဲ့ဒါကြောင့်အင်္ဂလိပ်မှန်သမျှကိုမုံပြီးတော့ကလဖြူတွေမှန်သမျှကိုတတ်ကွာလို့လှုံ့ဆော်တာမျိုးဟာမှားပါတယ်။ဗမာစစ်တပ်ကကရင်ပြည်နယ်မှာမိရှုမရင်းကျက်လုတာဟာဗမာစစ်အုပ်စုမှာပဲအပြစ်ရှိပါတယ်။ဗမာစင်းရဲသားအလုပ်သမားလယ်သမားတွေကတိတောင်မတိကြပါဘူး။ ဗမာစစ်ရဲသားတွေမှာဘာမှအပြစ်မရှိပါဘူးဗမာလူမျိုးမှန်သမျှကိုမုံတိတာမျိုးဟာမှားရွံ့ပါတယ်တေယောဆိုရကစစ်ကောင်စီကိုပင့်ပြီးတော့စစ်ကောင်စီဘက်ကိုလိုက်ပြီးတော့တော်လန်ရေးရှုံးအောင်လုပ်တာဟာရှီကျင်းဖင်ဝမ်ကြီးတိတ်ရှိကျွန်းအစိုးရမှာပဲအပြစ်ရှိပါတယ်တာမန်တေယောစစ်ရဲသားတွေတာမန်တေယောကုံတယ်တွေမှာဘာမှအပြစ်မရှိပါဘူးစစ်ရဲသားပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုယူပြီးတော့ဖိနှိပ်တဲ့အစိုးရတွေကိုဆန့်ကျင်တဲ့နီလန်းဟာအကောင်းဆုံးအသင့်တော်ဆုံးနီလန်းလို့ထင်ပါတယ် မြန်မာပြည်မှာနေထိုင်တဲ့တရုတ်လူမျိုးတွေဟာလည်းတရုတ်အစိုးရကအခုလိုလုပ်နေတာကိုကြိုက်နေကြအားပေးနေကြတာမဟုတ်ပါဘူးတရုတ်လူမျိုးစေချောင်းသားလေးခန့်ညားဟင်းကိုစစ်ကောင်စီကပြစ်တက်လို့ကြာဆုံးသွားစဉ်တော့သူ့မိရင်ဖွင့်ပြောကြသွားတာကိုပြန်သတိရတင်ပါတယ်ကျေးဇူးပြုပြီးတော့မြန်မာတရုတ်တွေကိုမမုန်းကြပါနဲ့ငါတို့ကဒီမှာမွေးဖွားခဲ့တာပါလို့သူကပြောသွားခဲ့ပါတယ်တော်လိုင်းရဲ့အစောဆုံးကာလမှာအသက်ဆုံးသွားတဲ့ကြားရှင်ဟာတရုတ်လူမျိုးဆိုတာကိုမမေ့ပါနဲ့ တရုတ်စစ်ရဲသားနဲ့ဗမာစစ်ရဲသားတွေရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့စီးလုံးညီညွတ်မှုကိုတိစောက်နိုင်မယ်ဆိုလို့ရှိရင်ဖိနှိပ်တဲ့အစိုးရနှစ်ရက်စလုံးကိုဟန်တားနိုင်တဲ့အင်အားသစ်ဖြစ်လာနိုင်ပါတယ်အန်ယူဂျီကတရုတ်နဲ့စကားပြောဖို့ကြိုးစားတယ်လို့ဒီပိုင်းနဲ့ထက်မှာပဲစစ်ကောင်စီနဲ့ပေါင်းတာကိုပြည်သူတွေကမလိုလားကြောင်းတရုတ်အစိုးရတိအောင်ဖော်ပြတင်ပါတယ်အဲ့ဒါလိုဖော်ပြတဲ့အခါမှာလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြကန့်ကွက်တဲ့နီး online campaign လုပ်တဲ့နီးစတဲ့နီးတွေကို တင့်တော်တယ်လို့ပူတွဲပြီးတော့ကြတော့အသုံးပြုတင်ပါတယ်။ဒါပေမဲ့အဲ့လိုနီလန်းတွေဟာအလွန်အန်ဒီရကြီးပါတယ်။အန်ဒီရကြီးတဲ့စွန့်စားမှုမျိုးရှိပါတယ်။ဘလို့စွန့်စားမှုမျိုးလဲဘာကြောင့်အန်ဒီရကြီးတယ်လဲဆိုတော့တရုတ်လူမျိုးမုံတီရေးစီကိုရောက်သွားမယ်ဆိုရင်အန်ဒီရရှိပါတယ်။အရင်ကလည်းအဲ့ဒါလိုဖြစ်ခဲ့မှုလားရှိပါတယ်။ဘုံနေဝင်းမြောက်ပြီးတော့ဗမာစင်ရသားတွေနဲ့တရုတ်စင်ရသားတွေရိုက်ပွဲကြီးဖြစ်ခဲ့မှုပါတယ်။ထင်ရှားတဲ့တရုတ်ဗမာအတီးကြုံကြီးပါ။ ဲ့ဒါကြောင့်အဲ့ဒါလိုတမိုင်းအစုံမျိုးတချို့ပြန်ပြီးတော့မဖြစ်အောင်ကြိုတင်တားဆီးဖို့လိုပါတယ်အဲ့ဒါလိုကြိုတင်တားဆီးဖို့ဆိုလို့ရှိရင်တရုတ်အစိုးရရဲ့အလုပ်ရက်တွေကိုပြည်သူလူထုကစန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့အခါမှာနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ဥဆောင်မှုပါဝင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လိုအပ်တယ်လဲဆိုတော့တရုတ်လူမျိုးစန့်ကျင်ရေးနဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးဆိုတဲ့လမ်းကြောင်းပေါ်ကိုရောက်မသွားအောင်နိုင်ငံရေးလမ်းညွှန်မှုနဲ့ဥဆောင်မှုပေးဖို့အတွက်နိုင်ငံရေးအဖွဲ့အစည်းတွေလိုအပ်တာပါ။ တရုတ်လူမျိုးစံကြည်ရင်းနဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးလုပ်လို့ရှိရင်ဒေါ်လာရင်းတစ်ခုလုံးရှုံးနေသွားတဲ့အထိအန္တရာယ်ကြီးသွားပါလိမ့်မယ်။တရုတ်စိုးရရဲ့လုပ်ရက်ကိုစန့်ကျင်ကြောင်းဖော်ပြဖို့အတွက်အထူးအဆုံးဖြစ်အောင်လုပ်တင်တာကတော့မြန်မာပြည်မှာနေထိုင်တဲ့တာမန်တရုတ်လူမျိုးတွေနဲ့တာမန်မြန်မာလူမျိုးတွေပူးပေါင်းပြီးတော့ပူးတွဲဆန္ဒပြကြတာကအကောင်းဆုံးပါ။ online ကနေပြီးတော့ကမ်ပိန်းလုပ်ကြမယ်ဆိုလို့ရှိရင်လည်းတရုတ်လူမျိုးကိုစားပြုအဖွဲ့အစည်းတွေပါပါဝင်ဖွဲ့စည်းပြီးတော့တရုတ်မြန်မာပေါင်းစည်းပြီးတော့ကမ်ပိန်းလုပ်တာမျိုးဆိုလို့ရှိရင်အထူးအဆုံး ဖြစ်ပါလိမ့်မယ်တရုတ်စိုးရရဲ့လောက်ရကိုမြန်မာပြည်မှာနေထိုင်တဲ့တရုတ်လူမျိုးတွေပါလက်မခံဘူးဆိုတာမကျေနပ်ဘူးဆိုတာကိုတရုတ်စိုးရနဲ့တရုတ်နိုင်ငံမှာနေထိုင်တဲ့တရုတ်ပြည်သူတွေသိအောင်အဲ့ဒါလိုနည်းနဲ့သတင်းစကားပေးပို့နိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တရုတ်ပြည်သူတွေလည်းအဖြစ်မှန်ကိုသိသွားကြပါလိမ့်မယ်အဲ့ဒါလိုသိလို့ရှိရင်တရုတ်စိုးရဟာအရေးမလုပ်ဘဲနဲ့နေကိုမနေနိုင်ဘူးလို့သိကြပေါ့ပြောရပါတယ်။ဟွန်းနောက်တစ်ခုရှိတာက အဲ့ဒါလိုတရုတ်လူမျိုးတွေပါပါဝင်ပြီးတော့ဆန္ဒပြမယ်ဆိုလို့ရှိရင်ဥမာအဖြစ်မန္တလေးလိုမျိုးကြီးမှာတရုတ်တွေနဲ့ဗမာတွေပူးတွဲပြီးတော့ကြတော့လမ်းပေါ်ထွက်ဆန္ဒပြရတယ်ဆိုလို့ရှိရင်ဆန္ဒပြတဲ့သူတိုင်းကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်တဲ့စစ်ကောင်စီအနေနဲ့အဲ့ဒါလိုဆန္ဒပြပွဲကိုပြစ်ခတ်တပ်ဖြတ်ဖို့ရအလွန်ခက်ခဲပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တရုတ်လူမျိုးတယောက်ထေခဲ့လို့ရှိရင်စစ်ကောင်စီအနေနဲ့ တင်အစိုးရနဲ့ပထမဆုံးရက်ဆိုင်ဖြည့်ရှင်းရမှာမို့လို့ပါတဲလူမျိုးတွေကမြန်မာပြည်သူတွေနဲ့အဲ့ဒါလိုပူတွဲတိုက်ပွဲဝင်အောင်စီယုံမှုဆိုတာတိတ်မခက်ပါဘူး။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့ရက်ဆက်တဲ့လူသက်ဘွာတာကိုမကြိုက်တဲ့မြန်မာပြည်ဘွာတဲလူမျိုးတွေအများကြီးရှိတယ်လို့ပါ။အကောင်းဆုံးဥပမာကတော့ကြားရှိခေါ်ကျယ်စင်တဲ့စိတ်ကြောင်းသားမောင်ခန့်ညာဟိုင်းတို့ပါ။တခြားတဲလူမျိုးတွေလည်းအခုချိန်ဟာသူတို့အနေနဲ့ နိုင်ငံရေးလှုပ်ဖို့မြန်မာလူမျိုးတွေနဲ့ပူးပေါင်းပြီးတော့စီးလုံးညီညွတ်ဖို့အချိန်ကြာရောက်လာပြီဆိုတာကိုတရုတ်လူမျိုးတွေကိုယ်တိုင်သိလာအောင်စီးရင်တင်ပါတယ်မြန်မာပြည်ပတရုတ်လူမျိုးတွေကြားမှာကြားရှိစိတ်သက်ခံညာဟိတ်စိတ်သက်ပေါ်ပေါက်လာအောင်စီးရင်တင်ပါတယ်တရုတ်လူမျိုးနဲ့မြန်မာလူမျိုးတွေပူးပေါင်းပြီးတော့မင်းအွန်လိုင်းရှီကျင်းဖျင်လူစိုးကြီးနှစ်ယောက်ရဲ့မင်းရှီမဟာမိတ်ဆက်ဆံရေးကိုတားဆီးလို့ရှိရင်အောင်မြင်နိုင်ပါလိမ့်မယ်မင်းရှီမဟာမိတ်ကိုကြားရှိစိတ်သက်နဲ့တိုက်ဖြတ်ဖို့လိုပါတယ် မိုးကုတ်မိုးမိတ်အကြောင်းမဲ့တီဘောနောင်ချိုမြို့ငါးမြို့ကပြည်သူတွေဟာစစ်ကောင်စီရဲ့ဖိနှိပ်စော်ကားကျင်းပန်းမှုအောက်ကနေပြီးတော့အခုခါမှာလွတ်မြောက်နေပါပြီ။ဒါပေမဲ့လာရှိုးပြည်သူတွေစစ်ကောင်စီအောက်ပြန်ရောက်တယ်လို့မြို့ငါးမြို့ပြည်သူတွေစစ်ကောင်စီအောက်ပြန်ပို့ဖို့တရုတ်ကနေမျိုးစုံနဲ့ဖိအားပေးနေပါတယ်။မြို့ငါးမြို့ပြည်သူတွေရဲ့ကံကြမ္မာကိုအကာအကွယ်ပေးရာ TNL တဖွဲ့တွေကတတ်နိုင်တဲ့အရာမဟုတ်တော့ပါဘူး။တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကအဲ့ဒီမြို့ငါးမြို့ပြည်သူတွေကိုဝန်းရံပေးရမယ်အချိန်ကြာရောက်နေပါပြီ။ တရုတ်မြန်မာပူးပေါင်းပြီးတော့စန့်ကျင်ကန့်ကွက်မှုတွေလုပ်မယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့အန်တရယ်ရှိတဲ့ရန်ကုန်မန္တလေးမြို့တွေထက်တော်လှန်ရေးတိမ့်ပိုက်နယ်မြေတွေကနေပြီးတော့စတင်ပြီးတော့ဆောင်ရွက်တင်ပါတယ်။ဥမာအဖြစ်ရှမ်းပြည်တို့နောက်စကိုင်းတိုင်းတို့အဲ့ဒါလိုနေရာမျိုးတွေကနေပြီးတော့တရုတ်မြန်မာပူးပေါင်းပြီးတော့ဆန္ဒပြပွဲတွေကိုစတင်တင်ပါတယ်။အဲ့ဒါလိုပူးပေါင်းပြီးတော့ဆန္ဒပြပွဲတွေပေါ်လာလို့ရှိရင်ရန်ကုန်မန္တလေးကတရုတ်လူမျိုးတွေလည်းလက်ပိုက်ပြီးတော့ကြည့်နေနိုင်မယ်မထင်ပါဘူး။ ဒီတော့အဓိကအချက်တွေကိုပြန်ပြီးတော့ချုပ်ပြရစီနံပါတ်1 NUG ကတရုတ်အစိုးရနဲ့ရအောင်တွေ့ဆုံပြီးတော့စကားပြောတင်ပါတယ် NUG အစိုးရရဲ့အစွမ်းအစကိုပြတ်သားဖို့အချိန်ကျရောက်ပါပြီပြည်သူတွေက NUG ကိုခေါင်းဆောင်နေရာပေးထားတာလှူဒန်းတာတွေအမြောက်အများ လုပ်နေတာတွေဟာအဲ့ဒါလို့အစွမ်းပြတာကိုမြင်ကျင်လို့ပါနံပါတ်2ချက်မြန်မာပြည်ပွားတရုတ်လူမျိုးတွေအကြမ်းမှာကြားစီခန့်ညားဟိစိတ်သက်ပေါ်ပေါက်လာအောင်စီရင်ပါနံပါတ်3မင်းရှီမဟာမိတ်ဆက်ဆံရေးကိုတရုတ်မြန်မာပြည်သူတွေက ဆက်ကျင်ကြကြောင်းကိုတရုတ်အစိုးရနဲ့တရုတ်ပြည်သူတွေအထိသိအောင်လုပ်တင်ပါတယ်။နံပါတ်၄တရုတ်မုံတီးရဲ့တရုတ်စီးပွားရေးကိုဖျက်ဆီးရေးတွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါဟာတော်လိုင်းရေးအကျိုးရအောင်လုပ်တာဖြစ်ကြောင်းတော်လိုင်းသမားအားလုံးကောင်းကောင်းသဘောပေါက်အောင်တော်လိုင်းရေးကောင်းဆောင်အဖွဲ့အစည်းတွေကစီယုံပြောဆိုကြဖို့တင်ပါတယ်။ကနတာပန်းပြည်စီဖို့အတွက်ကျွန်တော်တို့ရဲ့တော်လိုင်းညီကိုတွေအဲ့ကူးတင်ဆက်ထားတဲ့ဗီဒီယိုတစ်ပုဒ်နဲ့လည်းထပ်မံဝင်များပေးလိုက်ပါရစေ။အားလုံးပဲမကြည့်ရသေးရင်ကျွန်တော်တို့ကြည့်တော့လေးရပါတယ်။ ်ပြီးညစင်းရလို့အောင်ညပုံကြိတ်စင်းနေမေလတန်စီမေလတန်မာတော်အော်အော်သူကစကားမျိုးနဲ့ပါလာတာအေးဟုတ်တယ်ဟုတ်တယ်ပေါ့မေလတန်ငါးလောင်းပြရမလို့ငါးလောင်းငါးလောင်းငါးလောင်း ဟိုနိုင်ရှင်မြင့်မို့ဩမင်းမြင့်မို့ရရရရရဒါကတော့ကိုယ့်ရဲ့ဖောက်တယ်ဟူကိုယ်နေတိုင်းတော့နေကြဆိုတော့လေ तू က2000တော့ပြီးရမှာမဟုတ်တော့ဟူဟာဘာကြီးတော့တသိန်းဖြူဖြူထွေးတသိန်းဟာ ဖြူဖြူထွေးอืมဩညဘာဘာကြီးနဲ့ပါလာတဲ့ဖြူဖြူထွေးอืมအေး तू ကတော့ပေးတင်ပါလားဘာဘာကြီးတွယ်များတွယ်လိုက်ပြန်ပြီးတော့တသိန်းကတော့ပေးတင်ပါလားကားကုန်ကြသည်စီပြန်ဝင်မဲ့စီရင်ဟာဥမာကြီးဟုတ်ပြအောင်ကြီးဘာဥမာကြီးမာလီမင်းမစားကြည့်ရတော့နဲ့လားပြောနေတာပါ ။အားရေးနေတည်တန်းစာ။တည်တန်းဒီကတည်းကရေးအောင်မေးဒီကတည်းကရေးမယ်ဆိုရင်ငါတတိငယ်ဆုံးလေးကိုပြီးနေတာ။ဟာလေငငယ်လေးရှိသေးတယ်ကွာ။အေးဟာဘာလို့ရပြောင်းရလဲကွာအမင်္ဂလာဒီမေး။ဘာလို့ရေးနေရလဲမေးတေးသားစာရေးသလိုပဲလက်ကတုံးနေလို့လေ။ဩလက်တုံးနေဆိုတော့ကွာအကျွေးစင်းဖတ်ရင်လည်းလက်တုံးသားတစ်မျိုးအဓိကတော့မတောက်ရလို့ကွာဒီတိုင်းမတောက်ရလို့။ကျမ်းမာရေးကိစ္စဟာဩအာရောကျံပရမန်လာပင်ကွာ။အရေးကြီးတဲ့စီးရင်းလေ။အာရောကျံပရမန်လာပင်ကျမ်းမာရေးနေလက်တပါတဲ့။ ကျမ်းမာရေးရတော့ဘူးဆိုင်ပြီးသားတလျှော့ဆိုတာပါတလျှော့မင်းဘာကြီးကြည့်နေရလဲမင်းကရေးထားတာလေဟာကြည့်တာလားမင်းကြည့်ခွင့်ရှိလားဒီအောင်ဝင်ပြီးတော့မစူးဆိုင်နေလေငါ့ကိုပဲပြောမင်းဘာကိစ္စလားလေဒါပဲပြောစိတ်ဝင်စားလို့ပါအေးရောစကံမူဖောင်းတိုင်းဟဲ့ရစကံမူဖောင်းတိုင်းမယ်ဘူးကြီးဘင်းဟိုဘဘကြီးမူဆိုမူဆိုတကူးလာပဲဘူးကြီးအဲ့ဒါလာပြောနေတိဘာကြီးဘာကြီးမဲလဲအားဒီမဖန်းနဲ့ဘာပြောမဖန်းနဲ့ငါမှာငါကိစ္စနဲ့ငါ ကျမ်းမာကြီးဒီဆိုင်ဟုတ်ကြီးကျမ်းမာကြီးကဒီဆိုင်ပြီးသားအာရောကျံပရမလာပဲကျမ်းမာကြီးနိဟိုလက်ကပါတဲ့ငါကိုယ်တိုင်ကိုကျမ်းမာကြီးကဒီဆိုင်ပြီးသားအခုကမမြင်တဲ့တိုင်းလဲကွာဟိုကိုေးတော့လက်တိုင်းနဲ့ဆိုတော့ကိုေးတော့လက်တိုင်းမင်းအောင်ကိုေးတော့လက်မဆန့်မီအော်တေဆက်နိုင်တရမှာပါလေဟိုဘက်ရက်ကတော့အုတ်ကြီးတွေ့လားဒလန်လေးတင်းပေးပါဟဲ့ဒီပြက်တွေဝင်လာပြီးတော့လက်ညှိုးလေးကိုွေးလိုက်တာနဲ့ဒိုင်းကနေဆိုရှင်းသွားတာကိုွေးတော့လက်မဆက်မိဖို့တော့ကိုွေးတော့လက်ဒိုင်းကနေဖြစ်သွားပြီကိုွေးတော့ လက်မဆက်မဆက်ဆက်ဆက်လာမင်းတင်းတင်းဆက်ဆက်နေတည်ရမှာဟုတ်တယ်မင်းလာပြီးတော့ငါ့ကိုမင်းအာတုပါကိုမင်းတကယ်ဘယ်လိုအောင်ကြီးကိုတော့လာပြီးဖလားဖလားပြန်လာပြောနေတယ်လို့ပဲမင်းပြောနေတဲ့စကားတွေကငါစိုးရင်လို့ပါကွာမင်းကဒီမစိုးရင်လည်းငါဘွားနဲ့ငါဟဲ့ကိုနေရာသွားလဲဒီစကားမှုတွေနဲ့ဒီနေရာသွားလဲမင်းဒီတိုင်းမှုတွေနဲ့ဒီစောတီတွေနဲ့ဆိုတော့ဒါတော့လေအောင်ကြီးလုံနေတော့ဒီလူတွေနဲ့မှမပတ်တတ်ရင်ငါဘယ်သူတွေနဲ့ပတ်တတ်မှာလဲကွာစကားပုံရှိတယ်ကွာနေမြင်နေပြောက်ဆိုနေမြင်နေ ဒါရမမင်းစကပေါင်းနဲ့ဖြတ်စည်းနေရတာဟုတ်လေပြောင်းမြင်မြင်ညပြောင်းဟုတ်ဟိုဘက်ကဒီစောကြီးကောင်လေမတူလားနေကင်းတော့မြင်သွားတယ်နောက်၅မိနစ်လောက်နေတော့မရှိတော့ဘူးလေမင်းလည်းအဲ့လိုဖြစ်မှာစို့ ဟောမင်းအဲ့လောက်ကြီးမဆိုးရင်မနဲ့ကွာမင်းပြောနေတာငါကိုကိုပူချင်းလာတာဟုတ်လားဒီနားမှာဒဟန်နဲ့လူလူဒီနားမှာဒဟန်နဲ့လူလူဖြစ်ချင်းလာတာမျက်နှာကြီးကဖြူခဲ့ကြည့်ရောဖြစ်လာအေးအဲ့ဒါပြောတာမင်းအဲ့လောက်ကြီးမပြောစမ်းပါနဲ့ကွာသူကစကပုံးကြီးမသိနဲ့မငယ်တငယ်ချင်းနေဆိုတော့ကွာအေးပေါ်ဆိုးရင်လေမမားတော့ရှိနေမတည်တော့ဥကြီးဆိုတာမရှိတည်တဲ့ဥကြီးကြီးကဲဟာမမားတော့ရှိနေမတည်တော့စေးသမားငါစေးသမားမတည်တာဥကြီးလက်တည်တယ်ဥကြီးလက်တည်တယ် ်မှန်တော့မှန်ပါလေဒါပေမဲ့ငါတို့ကလိုင်စင်ရပြီးသားကွာဘာလိုင်စင်ရတာလဲအတင်မဲ့လိုင်စင်လေတင်မဲ့လိုင်စင်ကိုကိုကိုတင်ပြီးရောလူမြင်ရက်တက်ချေအတန်ပြတက်ချေဆိုငါတို့ပြပြတွေးဝိုင်းလျှော့အဲ့ဒါကြီးကိုမပြနဲ့လို့မင်းဘာဖြစ်နေလဲတသိန်းဆိုတော့များတယ်လေဩဒါတော့ဟာဘာဘာဟဲ့စိတ်ခံလာအေးအေးသားရိုက်အမေလေးပါသားရိုက် အဲ့နဲ့စားဘူးအဲ့ဈေးနဲ့စားအဲ့ဈေးနဲ့စားတဲ့ရုပ်လားအဲ့ဈေးလိုက်ပြီးတော့မလို့ငါးတောင်းတသိန်းလေးဆက်ချောက်တောင်းအဲ့ဈေးနဲ့စားတဲ့ရုပ်လားလို့ကြည့်လေဈေးတငယ်ကြီးအုပ်ကြီးအေးရစစ်မှုထမ်းနဲ့စားထားတာအဲ့ဒီတစ်ယောက်ကို350ကျော်